ဲ့မိုဘိုင်းဆိုင်လေးတင်ပေးပါရနော်။ဒါကျွန်တော်ရဲ့ဖုန်းမိုးဆိုင်လေးပါနော်။ဒါကျွန်တော်တင်ပေးခဲ့တာဒီမှလေးကတင်ပေးခဲ့တာပါနော်။ကျွန်တော်ဒီမှတနှစ်2022 23 24နော်။သုံးနှစ်သက်တိုက်တောင်သူအောင်ပါတယ်နော်။ဒီနှစ်လည်းဘယ်လိုလာအောင်လဲမသိဘူးနော်။ကျွန်တော်ဒီမှဒီခါနဲ့ခွားနဲ့ပုံသေးကိုလို့ထည့်ပရိငားလို့တွားတယ်နော်။ဒီခါနဲ့ခွားနဲ့ကကျွန်တော်တို့ကပုံသေးကိုပရိကူသူကငားနဲ့တွားတာနော်။ပရိငားနဲ့စပ် ပြီးလို့ရှိရင်နောက်နှစ်မှာ2019မှာသူကဒီကားနဲ့ခွန်းနဲ့ကိုပုံသေး6လို့ထည့်နော်ဘရိတ်ကို6နဲ့တော့တယ်နော်ဘရိတ်ကို6နဲ့တော့ကျွန်တော်စိုက်ပြီးပြန်တင်တင်နော်ဒါပေမဲ့မူရင်းဆရာတို့မှမေ့နေပေါ့ဗျာနော်ကားနဲ့ခွာကိုပုံသေး6ဘရိတ်6နဲ့တော့တယ်နော်ဒီကားနဲ့ခွာသည်ပုံသေး6ဒါဆိုရင်ကျွန်တော်လူတွေတော်တော်များများကျွန်တော်ဖိုင်တော်တော်များဆိုသိပါတယ်နော်၃နှစ်ဆက်တိုက်တောင်နောက်နှစ်မှာ၃ကတ်မြောက်နဲ့ကားနဲ့ခွာနဲ့ ပုံသေးကူးဗရိတ်ငါဗရိတ်၆ပြီးတော့ကျွန်တော်ကဗရိတ်ခွန်ခါနဲ့ခွားနဲ့အောက်ကခွားနဲ့ပုံသေးကူးဖြစ်အောင်ထည့်ဗရိတ်ကို၅၆ခွန်နော်၅၆ခွန်၃ကက်မြတ်ဒီမှာလည်းကျွန်တော်တို့2021မှာခါနဲ့ခွားနဲ့ပုံသေးကူးလို့ထည့်ဗရိတ်၅၆ခွန်ပြီးတော့ဗရိတ်၈နဲ့သွားနော်ဗရိတ်၈နဲ့သွား ိုက်ကကျွန်တော်ကစိုက်တစ်ခုရှာရဲဆိုတော့နော်ကိုကတင်ပေးခြင်းစီမရှိအောင်လို့အဲ့လိုမျိုးတွေကိုစိုက်လို့လို့ဘာလို့လို့အဲ့လိုမျိုးတွေတော့မလောက်ကြနဲ့နော်မူရင်းဆရာလေးကထည့်ပြောပြန်ရှင်းပြလို့ရတယ်နော်ဒီစနစ်ကဒီလိုဒါကိုနောက်စနစ်ဆိုတာအဲ့အဲ့လိုမျိုးပုံစံမျိုးလေးရှင်းပြလို့ရတယ်တော့၄ကပ်ပြီးတော့၅ကပ်နော်ခါးနဲ့ခွားနဲ့ကိုကျွန်တော်ပုံစံကိုဘရိတ်ကို၅၆ခုရှစ်ပြီးတော့ဘရိတ်ကို၅၆ခုရှစ်ပြီးတော့ကျွန်တော်ကဘရိတ်ကိုနဲ့တွန်းမယ်နော် ခါနဲ့ခွန်နဲ့ပုံဒီကိုဗရိတ်ကို5689နော်အဲ့တော့ငါကတ်ငါနှစ်မြအောင်ပါယူနော်ကျွန်တော်ဒီဘွဲမှာကြာကျွန်တော်စတင်ပေးခဲ့တဲ့စနစ်ပဲနော်နောက်နှစ်မှာကျွန်တော်တို့ခါနဲ့ခွန်နဲ့ပုံဒီကိုဗရိတ်ကို5689ပြီး5689ပြီးတော့ဗရိတ်ကို3ညနဲ့တွားတယ်နော်အဲ့ကျွန်တော်ပပားတွေပဲရပါတော့နော်ဒီ site နဲ့တင်ွက်ကိုမမြသေးဘူး ျွန်တော်ကသူကမနစ်ကကျွန်တော်တို့အားပြော့သွားဆိုတော့ဒီမှာကျွန်တော်တို့ကပထမနှစ်ဝက်ဒီမှာထွက်နေနော်ဒီနှစ်မှာကျွန်တော်ပထမနှစ်ဝက်ဆိုပြီးတော့မှကျွန်တော်တို့ကပထမနှစ်ဝက်မှာအသေးအသေးတင်လိုက်တာအဲ့မှာကျွန်တော်တို့ဒီဒီချင်းနေသုံးညမှာထွက်တော့ပပပဲရလိုက်တာခါနဲ့ခွားနဲ့ပုံစီကိုဗရိတ်ကို9 6 0 9 3ညပြီးတော့ဗရိတ်1နဲ့သွားတာနော်အော်ဒီဖော်မူလေးကသူကတကက်လည်းမဟုတ်ဘူးနှစ်ကက်လည်းမဟုတ်ဘူးနော်သုံးလေးကက်လည်းမဟုတ်ဘူးသူစတိုက်အောင်နေရဆိုတော့လိုက်ရှင်နဲ့လိုက်ပေါ့နော် ဒါတကက်နှစ်ကက်သုံးကက်လေးကက်ငါးကက်ခြောက်ကက်ခုနှစ်ကက်နော်ခုနှစ်နှစ်မြောက်တော့သူအောင်သွားပြီပေါ့အဲ့ဒါရှင်းနှစ်မြောက်မှာကျွန်တော်တို့ကဘာလုပ်ရမလဲဆိုတော့ခါးနဲ့ကွာကိုကျွန်တော်တို့ကပုံတီကိုးဖြစ်အောင်ထက်နော်ခါးနဲ့အောက်ကကွာပေါင်းခြင်းကိုပုံတီကိုးဥမာကိုးခါးဆိုရင်ဒီသုံးလုံးမှာကိုးဖြစ်အောင်လို့ကွာတုံညာထည့်လိုက်ပေါ့နော်ကွာတုံညာထည့်လိုက်ဗရိတ်ကိုကျွန်တော်တို့က9 6ခု8ကိုးပြီးတော့ကျွန်တော်တို့က9 6ခု8ကိုတုံညာတက်ပြီးတော့ဗရိတ်နှစ်နဲ့သွားနော်ဒါဗရိတ်နှစ်ဖော်မူးနော်ဒါဗရိတ်နှစ်ဖော်မူးစိုက် ခါနဲ့ခွားကိုကျွန်တော်တို့ကပုံစံကိုဖိအောင်သွားနော်ပုံစံကိုဖိအောင်သွားကိုဖိအောင်သွားပြီးတော့မှဗရိတ်ကိုဗရိတ်ကိုဗရိတ်ငါဗရိတ်ချောက်ဗရိတ်ခွန်ဗရိတ်ရှစ်ဗရိတ်ကိုဗရိတ်တုံညာဗရိတ်တဗရိတ်နှစ်ဆိုပြီးတော့သွားမှာနော်အဲ့မှာကျွန်တော်တို့ဒီဘောအတွက်ဆိုရင်ဒီဘောအတွက်ဆိုရင်ကျွန်တော်တို့ကဖုံမှုရဲ့ဗာရမလဲဆိုတော့နော်ဒီမှာကျွန်တော်တို့ခါနဲ့ခွားနဲ့ပုံစံကိုမယ်ဆိုရင်ကိုခါရှိတဲ့အတွက်ကျွန်တော်တို့ကခွာပေါင်းတုံညာနော်ခွာပေါင်းတုံညာရမယ် ဲ့မှာကျွန်တော်ပဒိနှစ်ဖြစ်အောင်နှစ်ခါထည့်လိုက်နော်အဲဆိုရင်ကျွန်တော်ကနှစ်ခါနဲ့ပဒိနှစ်ဒီစက်ကွက်ဒက်စက်ကွက်နော်ဒါဒဲတွေပဲနော်အာထူးစရာမလိုဘူးဒဲတွေကြီးပဲဒါစက်ကွက်ဖော်မူဒဲပေါ့နော်စက်ကွက်ဖော်မူဒဲသူလည်းနှစ်တိုင်းနဲ့လှုပ်လှုပ်နေရဆိုတော့နော်ခါနဲ့ခွနဲ့2018ကစတယ်ခါနဲ့ခွနဲ့ပုံသေးကူးတယ်ပရိ9နဲ့တော့တယ်နော်2019မှာခါနဲ့ခွနဲ့ ်ပုံစံကိုတယ်ဘရိတ်ချောင်းနဲ့သွားတယ်2020မှာခါနဲ့ခွားနဲ့ပုံစံကိုထည့်တယ်ဘရိတ်ခွန်နဲ့သွားတယ်နော်2021မှာခါနဲ့ခွားနဲ့ပုံစံကိုတယ်ဘရိတ်ရှင်းနဲ့သွားတယ်နော်2022မှာခါနဲ့ခွားနဲ့ပုံစံကိုတယ်ဘရိတ်ကိုလို့သွားတယ်2023မှာခါနဲ့ခွားနဲ့ပုံစံကိုတယ်ဘရိတ်၃ညလို့သွားတယ်နော်2024မှာခါနဲ့ခွားနဲ့ပုံစံကိုတယ်ဘရိတ်တက်လို့သွားပြီအဲဒါဆိုကျွန်တော်2025မှာခါနဲ့ခွားနဲ့ပုံစံကိုလို့ဖြစ်အောင်ထည့်မယ်ပြီးလို့ရှိရင်ဘရိတ်ကိုဘရိတ်နှစ်နဲ့ဖော်မူးသွားမယ် ဒါတော့ကျွန်တော်ဒီ break နှစ်ဖုံမှုပေါ့နော်ဒါ၄ချိန်အတွက်ပေါ့နော်။အော်၅ချိန်အတွက်ပေါ့နော်။ဒီ၅ချိန်အတွက်ကျွန်တော်တို့ကဒီ segue desk segue ကိုဖုံမှုထိုးရမှာနော်။ဒီစနစ်ကို live ပြန်နော်။ဒီစနစ်ကပေးဖို့မှာကျွန်တော်စိတ်ထင်နော်။ပေးပေးဖို့မှာ။ဘာလို့ခုနကပဲရှိသေးလို့နော်။ဒီလိုစနစ်တွေကတွားရင်သူကအစင်းနှမြောက်လို့ထိတွားတယ်နော်။အဲ့ဒီနှစ်ထဲမှာကျွန်တော်ကသူ့ရဲ့အဆက်ပေါ့နော်။တကယ်လို့များကျွန်တော်ရှင်းနှမြောက်မှာမြန်စုံပြီးတော့လာပေးခဲ့မလားဆိုတဲ့အတွေးလေးနဲ့နော်။ဒါကျွန်တော်တို့က ခါနဲ့ခွားနဲ့ပုံတည်ကိုးတယ်ဗရိတ်ကိုငားနဲ့စတယ်အဲ့ဒီနှစ်ထဲမှာ तू อ่ะအဲ့လိုကိုးပုံတည်ဖြစ်တယ်လို့ပဲဒီနောက်ပြီးသုံးလုံးကိုငားလို့ပုံတည်ထည့်လိုက်တာ ਨੇ တဲ့ပုံတည်ထည့်တဲ့အောက်မှာနော်ငားလို့ပုံတည်ထည့်တဲ့အောက်မှာအောက်တပွဲကြောင့်မှ तू อ่ะနောက်ပေါင်းသုံးလို့လိုက်နေတာနော်အဒုတိယကခါနဲ့ခွားနဲ့ပုံတည်ကိုးလို့ထည့်တယ်ဗရိတ်၆နဲ့သွားတယ်အဲ့ဒီနှစ်ထဲမှာပဲ तू อ่ะဒီနောက်ပြီးသုံးလုံးကိုငားလို့ထည့်တဲ့အောက်တပွဲကြောင့်မှာတဲ့နောက်ပေါင်းသုံးပြီးနောက်ပေါင်းနှစ်လို့လိုက်ထည့်ပါတယ်နော် ုံးကက်မြခါးနဲ့ခွန်းနဲ့ပုံစံကိုးတယ်ဘရိတ်ခွန်လို့ထည့်တယ်အဲ့နှစ်ထဲမှာတဲ့သူကဒီနောက်ပိတ်သုံးလုံးကို9လို့ထည့်တယ်အောက်တပွဲကြုံမှာရှေးပေါင်း3ရှေးပေါင်း2ပြီးတော့နောက်ပေါင်း3နောက်ပေါင်း2ပြီးတော့နောက်ပေါင်း1လို့လိုက်ထည့်ပါတယ်တဲ့နော်ဒီမှာကျွန်တော်တို့၄ကက်မြခါးနဲ့ခွန်းနဲ့ပုံစံကိုးတယ်ဘရိတ်ရှိလို့သွားတယ်အဲ့နှစ်ထဲမှာတဲ့သူကဒီနောက်ပိတ်သုံးလုံး9လို့ပုံစံဖြစ်တဲ့အောက်တပွဲကြုံမှာရှေးပေါင်း3ရှေးပေါင်းနောက်ပေါင်း3နောက်ပေါင်း1နောက်ပေါင်း1ပြီးတော့နောက်ပေါင်း3ညလို့သူကလိုက်ထည့်ပေးနေရမယ်နော်ပုံစံလိုက်ထည့်ပေး ဒီမှာကျွန်တော်ငားကက်မြောက်ခါနဲ့ကောင်းတဲ့ပုံစံကူးလေဘရိတ်ကူးနဲ့တွားတယ်အဲ့ဒီနှစ်ထဲမှာတော့ဒီနောက်ပိတ်သုံးလုံးကိုငားလို့ပုံစံထည့်တဲ့အောက်တပွဲကျော်မှာတဲ့နောက်ပေါင်း၃နောက်ပေါင်း၂နောက်ပေါင်း၁နောက်ပေါင်း၃ညပြီးတော့နောက်ပေါင်း၉လို့သူကလိုက်ထည့်နေနော်ကျော်၆ကက်မြောက်နော်ခါနဲ့ကောင်းတဲ့ပုံစံကူးလေဘရိတ်သုံးညနဲ့တွားတယ်အဲ့ဒီနှစ်ထဲမှာတဲ့တော့နောက်ပိတ်သုံးလုံးပုံစံငားလို့ခွေတဲ့အောက်တပွဲကျော်မှာ နောက်ပေါင်းကိုသူက3နှစ်တည်း3968လို့သူကလိုက်ထည့်နေနော်မနစ်ကလည်းကျွန်တော်ဒီမှာခါနဲ့ကောင်းနဲ့ပုံတိကူးတယ်ခုနှစ်ကက်မြောက်ဘရိတ်ကို96ခုရှိကို3971လို့အောင်းသွားတယ်အဲ့ဒီနှစ်ထဲမှာလည်းသူကနော်ဒါကျွန်တော်ခုမှသတိထားမိအောင်ဒီနောက်ပြီးတော့9လို့ပုံတိထည့်လိုက်ကြတယ်သူ့ရဲ့အောက်တပွဲကြော်မှာသူကနောက်ပေါင်းကို433198ခွန်းလို့သူလိုက်ထည့်သွားတာပဲနော်အဲ့ဒါဆိုကျွန်တော်တို့ကဒီနှစ်မှာတော့သူက ခါနဲ့ကွမ်းနဲ့ပုံသေးကိုဖြစ်တာဘယ်သူကအရင်ဖြစ်မလဲတော့မသိဘူးနော်အဲ့ဆိုကျွန်တော်ဒီမှာမြန်လာစုံနေမလားဗောနော်ကျွန်တော်တွေးကြည့်တာနောက်ပြီးသုံးလုံးဒီငါးလို့ဒီမှာတော့ပုံသေးသူကအစထည့်ပါပြီနော်ဒါဒီအောက်တွေမှာလည်းထည့်ရင်လည်းကျွန်တော်အောက်တဘွဲတုံးမှာကျွန်တော်ရိုက်ပါတယ်နော်ဥမာကျွန်တော်တို့ကဒီချိန်ထိမထွက်ခဲ့ဘူးဆိုဒီမှာဆိုရင်ကျွန်တော်တို့ကပုစုပဆက်ဒါနောက်ပေါင်းကျွန်တော်လိုက်ရတော့မှာနော်အမှန်တူကဒီမှာစထက်လာပြီစထက်လာပြီကျွန်တော်တို့ဒီ4မူးနဲ့တွားတိုက်ပြီးတော့ပေးမလား ပေးနေမလားဗောနော်အဲ့ဆိုကျွန်တော်တို့ကနောက်ပြီးသုံးလုံး၅လို့ပုံစံထည့်ပါလို့သူ့အောက်နောက်တပွဲကြုံမှာပထမကက်မှာနောက်ပေါင်း၃ဒုတိယကက်မှာနောက်ပေါင်း၂တတိယကက်မှာနောက်ပေါင်း၁စတုတ္ထကက်မှာနောက်ပေါင်း၃၀နော်ဟိုကျွန်တော်တို့၅ကက်မြောက်မှာနောက်အာ9ကက်မြောက်မှာနောက်ပေါင်း9 6ကက်မြောက်မှာနောက်ပေါင်း8 9ကက်မြောက်မှာနောက်ပေါင်း9အဲဆိုကျွန်တော်တို့က8ကက်မြောက်မှာနောက်ပေါင်း6လို့သူကျွန်တော်တို့လိုက်ရမယ်ဥပမာဒီမှာဖုံမွေးရောဒီနောက်ပေါင်း6ရောကျွန်တော်တို့ကတွဲပြီးပေးသွားမယ်ဆိုရင် ီမှာကျွန်တော်ဒီ6နှစ်လေးတကွက်ရှိတယ်နော်ဒီနောက်ပေါင်း6ကောနှစ်ပရိနှစ်ဖို့မှုရောတွားတိုက်ဆိုင်ပြီးပြီးမယ်ဆိုရင်ဒီကောင်ကတော့ဘုံတူဖြစ်တယ်ဒါမှမဟုတ်အဲ့လိုမဟုတ်ပဲနဲ့နောက်ပေါင်း6ကိုပဲအဲတကွက်လောက်ထည့်စဉ်းစားမယ်ဆိုရင်လည်းဒီ6တွဲကိုထိတ်ထိတ်တလုံးရှာပြီးထည့်လိုက်နော်အဖေမွေးရတော့စက်ကွက်မဖြစ်မနေဒီကောင်တော့ထဲ့ပါနော်ဒီကောင်တော့အပတ်တိုင်းလိုက်မွေးသွားပေါ့အပတ်တိုင်းဆိုတော့ဒါဒီပွဲအတွက်တခုတည်းအတွက်ပါနော်နောက်ပွဲအတွက်တွေကကျွန်တော်တို့ကနောက်ပွဲကျရင်ကျွန်တော်တို့ကဒီမှာထွက်တဲ့ခါနဲ့ပြန်ပြီးတော့မှကိုးဖြစ်အောင်ထည့်ပရိနှစ်ပုံစံထည့်သွားမှာနော် ဒါကျွန်တော်တို့အခု၅ချိန်အတွက်ပေါ့နော်၅ချိန်အတွက်ဒါကျွန်တော်တို့ကဒီစနစ်ကတူကဇုံလိုက်ဖြစ်နေရပေါ့နော်ဒီပုံသေး၉ဖြစ်ချင်းနေပုံသေး၅ဖြစ်ချင်းနေအရင်တော့မှတူကအဲဖြစ်တာသူ့အရှိနှစ်မှလည်းမဖြစ်ဘူးပေါ့နော်အဲမှကျွန်တော်တို့ကဒီဒီဘွဲမှာမြန်ဒီနောက်ပိတ်သုံးလုံး၅ဖြစ်တဲ့အောက်တဘွဲကျော်မှာနောက်ပေါင်းကို3123986ဆိုပြီးထည့်ပြီးတော့မှကျွန်တော်တို့ကဘရိတ်နှစ်ဖော်မှုနဲ့ဒီသုံးလုံး၉ဖြစ်အောင်ဘရိတ်နှစ်ဖြစ်အောင်ထည့်နော် ဲ့လိုထည့်သွားရင်ကျွန်တော်တို့ကဒီမှာမြန်တိုက်ဆိုင်ပြီးတော့မြန်ဒီလိုတခွက်ကောင်းမြန်ရှင်းနေမြောက်မှာမြန်တို့တခါမှမဆုံးသေးဘူးပေါ့နော်ဒီရှင်းနေရှင်းနေမြောက်မှာလာဆုံးပြီးတော့ပြေးခဲ့မယ်ဆိုရင်ဒါ6နှစ်4တခွက်ရှိရပေါ့နော်အဲ6နှစ်4တခွက်ကိုတင်ထိုးရင်လည်းထိုးပေါ့ဒီထဲမှာနော်အဲ့မို့ကျွန်တော်ကဒီဒီမှာတော့နောက်ပြီးတော့ငါးလို့စခွေတာပေါ့နော်ကျွန်တော်နောက်ပွဲတွေမှာလည်းခွေလို့ရှိရင်သူ့အောက်တပွဲကျော်မှာကျွန်တော်တို့ကနောက်ပေါင်း6ကိုအဲပုံမှန်မဖြစ်မနေတခွက်လောက်ထက်ထက်ကစားသွားပေါ့နော်ဒီနောက်ပေါင်း6နဲ့ဦးကိုကြိုက်နေတဲ့နောက်ပေါင်း6ကနောက်ပေါင်း6နဲ့ကနေတခွက်ရှိရဆိုရင်လည်းဒီမူရှိရအတွက် ဒီမှာကျွန်တော်အထောက်အကူရရင်ရညာကျွန်တော်တင်ပေးလိုက်ပါနော်ဒါဖော်မွေးလေးကိုလည်းပြန်ပြပေးနေနော်တင်ပေးလိုက်တာပါနော်အဲဒါကျွန်တော်ရဲ့မူပိုင်စိုက်ပါနော်မူပိုင်စိုက်ကျွန်တော်စတင်ပေးရဒီမှာ code ကိုမှစတင်ပေးရနော် code ကိုစတင်ပေးတယ်မနစ်ကလည်းကျွန်တော်ဒီမှာလည်းတုံညာပလိလည်းအောင်းတယ်နော်စတင်ပေးရအောင်းတယ်နောက်နှစ်မှလည်းအောင်းတယ်မနစ်က6 6ခုလည်းအောင်းတယ်နော်အခုဒီနှစ်မှတော့ဘယ်လိုလာအောင်လဲတော့မသိဘူးနော်အဲဒီ၅ချိန်အတွက် brain နဲ့ဖော်မွေးဆိုရင်ဒီ set ကိုထိုးပါနော်အဲ့ဒီထဲမှာကျွန်တော်တို့က သူ့ရဲ့ set ဖြစ်တဲ့နောက်နောက်ပြန်ပိတ်သုံးလုံး၅ဖြစ်တဲ့အောက်တပွဲကြုံမှာနောက်ပေါင်းတွေပါပေါင်းပြီးတော့လာဆုံပြီးထည့်သွားမယ်ဆိုရင်6နှစ်လေးတကွနော်အကြိုက်တဲ့လူကထိုးပေါ့နော်မကြိုက်တဲ့လူကတော့မထိုးနဲ့ပေါ့ကျွန်တော်လည်းတက်နိုင်သလောက်ကောင်း site ကောင်းနေတယ်ကျွန်တော်တင်ပေးထားပါတယ်နော်မွေးစည်းဆိုလဲ site ကောင်းနေတင်ပေးထားတယ်အဲ3ခုခုလည်းတဲ့ချဲပေါက်ချင်းမွေးဆိုတဲ့လေးကွက်တင်ပေးတာပဲနော်ဒါကန်ထဲတဲ့လူကရာကန်ထဲတဲ့လူကမရဘူးပေါ့အဲချဲမပေါက်ဘူးမပေါက်ဘူးလို့ကျွန်တော်လာပြီးတော့မှ ဟိုဒါညီးမပြနဲ့နော်ချဲပေါက်ချင်းမွေးလို့ပြောထားတယ်ဟိုက်သုံးခုခုမှာအာနဲ့ဒဲပဲမွေးလို့ပြောတာနော်တင်ပြီးတဲ့ဘက်ပဲကျွန်တော်တန်းထွက်တာပဲနော်အမလို့ချဲမပေါက်ဘူးလေကျွန်တော်တို့လာမညီးနဲ့ဟိုစနေကောင်းနဲ့ကျွန်တော်ကစနေကောင်းရင်ဆိုရင်တော်တန်ကျွန်တော်ပြောခဲ့တယ်နော်စနေကောင်းထိုးဆိုရင်ကျွန်တော်ထိုးတေချာယုံကြည်လိုက်ထိုးနော်စိုက်တွေးရမှရစိုက်မတွေးရမှရစိုက်တွေးလို့မရဘူးနော်စိုက်ရှိုးစိုက်တွေပြလို့မရဘူးပြလိုက်ရင်အခုဒီဖော်မွေးစိုက်တော်မှာလိုင်းပေါ်မှာတချို့ဆရာတွေပြနေတွေ့ရနော် အဲအဲ့ဆရာလေးကိုပြောချင်တာလဲဒီစနစ်ကကျွန်တော်ကိုယ်တိုင်စရှာပြီးကျွန်တော်ကိုယ်တိုင်စတင်ပေးခဲ့တာနော်။နပြည့်ကျမှာဟိုသူတို့ပဲရှာပြီးတော့မှတင်ပေးထားသလိုလိုဘာလိုလိုနဲ့အဲမသိရင်သူတို့ကအဲ့လိုမျိုးလူတိုင်းသိတာပါပဲလူတိုင်းသိတာပါပဲနဲ့လူတိုင်းသိအောင်ဖော်ထုတ်ခဲ့တဲ့ဆရာကိုတော့မမေ့နဲ့ပေါ့ဗျာနော်။အဲအဲ့လိုပြောချင်တာ။ကိုယ်လည်းဆရာတယောက်လုပ်နေရဆိုလဲအဲ့လိုမျိုးမူရင်းဆရာကိုနောင်ဆိုတဲ့ကိုနောင်ထည့်ပြောလိုက်နော်။အဲကျွန်တော်နာမည်တော့မပြောတော့ပါဘူးနော်။ အားလုံးကိုလက်ပါနော်